လာပါမြန်မာလူဝေကံဝင်ဒေဝကတော့ကုလလောဆယ်လက်ဝေကစားသမားဘွားနဲ့နာယူနေပေမဲ့ကမ္ဘောဒီးယားနိုင်ငံမှာလက်ဝေကလပ်ဖွင့်ပြီးမျိုးဆက်တဲ့လူငယ်တွေကိုရိုးရာလက်ဝေပညာရပ်ကိုလက်ဆင့်ကနေတာပဲဖြစ်ပါတယ်။ဒေဝကတော့ဝမ်းချမြေရှိမှာထိုးနေကြတဲ့ရိုးရာလက်ဝေကစားသမားတွေရဲ့ပွဲတိုင်းလလိုဝန်းရံပေးပြီးတော့မြန်မာနိုင်ငံကရိုးရာလက်ဝေကစားသမားတွေဘက်ကနေယက်တီအားပေးနေတာကိုအလို့အသိပဲဖြစ်မှာပါ။ ရိုးရလက်ဝိလောကမှာကျင်လည်ခဲ့ပူပြီးချန်ပီယံဖြစ်ခဲ့တဲ့သည့်အောင်မြင်မှုရခဲ့တဲ့ဒေဝတရာမြန်မာပြည်ကိုခုတိကာဝယ်ပေးနေတော့မှာဒေဝတရာရိုးရလက်ဝိကိုကဘာကျော်စေခြင်းယုံမကမြန်မာရိုးရလက်ဝိဖိုက်တာတွေကိုပါကဘာကျော်စေခြင်းတာပါမြန်မာပြည်သားတချို့ကတော့ဒေဝလိုနေခြားသားတရာရိုးရလက်ဝိမှာလုံတိုင်းဖြစ်နေတာကိုမနာလိုပဲပြစ်တင်ဝေဖန်ခဲ့တဲ့ခြင်းတွေလည်းရှိခဲ့ဘူးတာပါဟုတ်တော့ ေဝပစ္စည်းချင်းတဲ့ရူရလဝေဖိုက်တာတွေကိုကပတ်ရှင်မြစ်ထက်မှာစွန့်ပြနိုင်မဲ့ခွင့်ရဟာထွက်ပေါ်လာပြီးဖြစ်ပြီးတော့ရူရလဝေကိုကဘာရရမှာကျင်းပဖို့ BKFC လဝေဆိုတဲ့ promotion ပေါ်ပေါက်လာပြီးပဲဖြစ်ပါတယ်ဒီပြိုင်ပွဲကရူရလဝေစီးမြစ်အတိုင်းပဲထိုးသားရမှာဖြစ်ပြီးတော့စီးမြစ်အနေငယ်လောက်ပဲကွာခြားသွားတာပါဒေဝကို BKFC လဝေက brand ambassador ဖြစ်ခန့်ထားတာပါ ဒေဝကတော့ဒီ promotion မှာထိုးသက်ဖို့တချို့ရိုးရာ fighter တွေကို ခုကတည်းကဖိတ်ခေါ်နေပြီပဲဖြစ်ပြီးဝန်ချက်များရှိလို့ budget မတောင့်တင့်ပဲသူတို့ရဲ့ဝင်ငွေအတွက်မွေတိုင်းပွဲတွေကိုပဲဦးစားပေးပြီး MMA fighter တွေဆိုတနည်းနည်းမှာတပွဲအများဆုံး၂ပွဲပဲထိုးရတော့တဲ့ promotion ကိုဆွလုပ်ပြီး BKFC level promotion မှာလာထိုးကြဖို့ဖိတ်ခေါ်ထားတာပါ ဝမ်ချမ်ပီယံရှစ်ပြိုင်ပွဲမှာနေချာဖိုက်တာတွေအနေနဲ့အရှင်တိုင်းဖိုက်တာတွေကိုဘလောက်ပဲလက်ရည်အသားစီးနဲ့ထိုးနိုင်ပေမယ့်အလဲမထိုးနိုင်ပဲအမှတ်ဆုံးဖြတ်တိရောက်ရင်အရှင်တိုင်းဖိုက်တာတွေကိုပဲဖက်လိုက်ပြီးနိုင်ပေးလက်ရှိတာဟာနေချာဖိုက်တာတွေအတွက်အတော်လေးကိုနင့်နာစရာဖြစ်ပြီးတော့ဝမ်ချမ်ပီယံရှစ်ကတရားမျက်သားမှုရှိတဲ့ပြိုင်ပွဲဆိုပြီးတော့ပါလက်ဝတ်ချန်ပီယံဒေဝကပြောကြားလာတာပဲဖြစ်ပါတယ်ဒီဖြစ်ရကအနိစ္စဆို ညီမဖိုင်တာတွေဖြစ်တဲ့ထုံးမင့်အောင်နဲ့တန်နွန်တို့ရဲ့ထိုးပွဲစွန်ရရဲ့နော်စွန်တို့တက်ခဲ့တဲ့ကောင်ပွဲအမတ်နဲ့ရှုံးခဲ့တဲ့ပွဲစဉ်တွေမှာမြင်တွေ့ခဲ့ရတာပါဒါကြောင့်ရွေးရလဝေစီးမြင့်နဲ့နေသားချနေတဲ့ရွေးရလဝေဖိုင်တာတွေကို BKFC လဝေပရိုမိုးရှင်းလို့ဘာနဲ့ချီပြီးကျင်းပတော့မယ့်ပြိုင်ပွဲမှာဒေဝကဖိတ်ခေါ်ထားတာပါဒေဝကိုယ်တိုင်ကလည်း BKFC လဝေမှာပွဲပြန်ထိုးချင်ပါတယ်ဆိုပြီးပြောကြားခဲ့ပူတာပါ ်ဆိုတော့မြန်မာရွေးရလဝိတ်ဖိုက်တာတွေက BGFC လဝိတ်ပရိုမိုးရှင်းမှာအရင်ဆုံးပါဝင်ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုတာကိုစိတ်ဝင်စားအောင်ကြည့်ရမှာပါအလုံးကိုကျေးဇူးများတင်ပါတယ်